်မင်္ဂလာပါ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကံမြို့မော်စီဖျားကုန်းအတွင်းစစ်ကောင်စီတပ်ဖွဲ့နဲ့တော်လန်ရင်အင်အားစုတွေကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှမော်စီဖျားကုန်းနဲ့ဖားကံတပ်မကုန်းတို့ဘက်မှလက်နက်ကြီးများဖြင့်ရန်တန်ပြင်းခတ်နေတယ်လို့သိရပါတယ်2025ခုနှစ်ဇွန်လ18ရက်နေ့ယနေ့မနေ့9နိုင်လောက်မှစတင်ကမော်စီစာဖျားကုန်းမှာကြေးရွာအတွင်းစစ်ကြောင်းဝင်လာတဲ့စက္ကဆနဲ့ပြည်သူစစ်တွေပါဝင်တဲ့ ပူပေါင်းစစ်ကြောင်းကို KIA ဥဆောင်တဲ့တော်လန်ရေးအင်အားစုတွေကတိုက်ခတ်ရမှာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။မနေ့9နာရီကနေအခုချိန်ထိတောက်လျှောက်ဖြစ်နေတာပါ။ဂူလေးတွေမဲ့လက်နက်ကြီးတလုံးကြာသေးတယ်လို့ဒေသခံပြည်သူတို့မှ VPN ကိုပြောပါတယ်။ယခုတိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ2025ခုနှစ်မေလမှစတင်ပြီးကာမိုင်းလုံခင်ဖားကန့်လမ်းမိုက်မှတဆင့်စစ်ကြောင်းထိုးချီတက်လာတဲ့စစ်ကြောင်းဖြစ်ပြီး လုံခင်းကြီးရွာအုပ်စုတွင်းရှိစီးပွားရေးလုပ်ွက်တွေနဲ့ပြည်သူပိုင်ဆက်ရန်တရားတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းလဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ယခုမနေ့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့မော်စီဖျားကုန်းနဲ့ဖားကန့်တမကုန်းတို့မှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေတာကြောင့်မော်စီစာ A2 ရက်ွက်နဲ့စာတင်ကြောင်းအနီးကြားရောက်ပောက်ကွဲမှုတွေဖြစ်ပွားကပြည်သူအချို့လဲလက်ရှိအထိန်ထိပိတ်မိနေတယ်လို့လဲအဆိုပါဒေသခံမှဆက်ပြောပါတယ်။ စက်ကောင်စီနေနဲ့ KIA နဲ့ဒေါ်လန်ရဲ့အင်အားစုတွေစိုးမိုးထားတဲ့ဖားကန့်မြို့ကိုပြန်လည်ရရှိနိုင်ရန်အတွက်နေစုံစစ်ကြောင်း၃ကြောင်းခန့်ဖြင့်ဖားကန့်ကိုခြိတက်လာခဲ့တာဖြစ်ပြီးဒေါ်လန်အင်အားစုတွေနဲ့တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့်ဒေသခံပြည်သူတွေနဲ့ကြိုတင်သတိပေးပြောဆိုမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မိုးပြဲမြို့တိုက်ပွဲအတွင်းလွိုက်ကောဒေသခံပြည်သူကာကွယ်ရေးတပ်လွိုက်ကော PDF အယ်ဖာ2တန်ရင်မှာအမှတ်နဲ့တက်စုမှုရဲဘော်ကြော်ထက်ခကြော်ကြီးကြာဆုံးခဲ့တယ်လို့အဆိုပါတန်ရင်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဇွန်လ16ရက်နေ့ယမန်နေ့ကရဲဘော်ထက်ကြီးဟာဆေးရနာရှင်စနစ်ကိုတိုက်ဖြတ်နေရင်တိုင်းမြင်တဲ့လူမျိုးတွေတက်ပေးလူခဲ့တယ်လို့သိရပါတယ်။အသက်28နှစ်အရွယ်ကြာဆုံးသွားတဲ့အဆိုပါရဲဘော်ထက်ကြီးဟာစစ်ကောင်စီတပ်ဖွဲ့တွေကိုတိုက်ပွဲများစွာရွရွချွန်ချွန်တိုက်ခိုက်ဆင်နွှဲခဲ့ပြီးအောင်ပွဲများစွာလဲရဲဘော်တွေနဲ့အတူရရှိခဲ့တာကြောင့် တမိုင်းရဲ့အာဇာနည်သူရဲကောင်းအဖြစ်မှတ်ကြောက်တင်ဂုံပြုလိုက်တယ်လို့လဲဒေသခံပြည်သူကာကွယ်ရေးတပ်လွိုက်ကော်မှထုတ်ပြန်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိအုံမတိနယ်ရေမောင်းတန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့တအောင်တပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇွန်လ16ရက်နေ့တွင် နောင်ချိုမြို့နယ်အုံမတိနယ် ဤမောင်းကန်ကြေးရွာတွင်စစ်ကောင်စီတပ်နှင့်တရနေတွေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံး၊ဒရုန်းနဲ့ဘုံ၂၆လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးလက်ပံကုန်ကြေးရွာဘက်ကလည်းရွေကျဲရှိရှိလက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ၁၅ရက်နေ့လက်ပံကုန်ကြေးရွာ၊အုံမဒီကြေးရွာနဲ့ရေမောင်းတန်းကြေးရွာမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးနဲ့ဒရုန်းအစိမ့်ငွေဘုံ 38လုံးနဲ့ဘုံ35လုံးကိုလည်းလာရောက်ကျဲချခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ခြင်းအရာသိရပါတယ်။ညီနောင်မဟာမိတ်သုံးဘွဲကတဖက်သက်အပြည့်ရက်ကာလကိုတလတတန်ထတ်တိုးထားချိန်စစ်ကောင်စီတပ်ကခွင်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရပြီးပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ဘုံကျဲမှုနဲ့လေချောင်းရင်အန်ဒီရမသတိထားရှောင်ကျင်ရန်အတိပေးထုတ်ပြန်ထားပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ